MDA framework ဆိုတာပါ2004ခုနှစ်ကဒီဇိုင်နာ3ယောက်ပေါင်းပြီးတော့စာတမ်းတစ်ခုထုတ်ခဲ့ပါတယ်အဲ့ဒါကတော့ MDA framework ဖြစ်ပြီးတော့ game မှာပါဝင်တဲ့ mechanic dynamic aesthetic ကို ဆိုလိုချင်တာပါဒီသုံးခုကလည်း game နဲ့ဒီဘာမှာပါဝင်နေပါတယ် mechanic ဆိုတာကတော့ဒီ game တစ်ခုလုံးမှာပါဝင်နေတဲ့ game ရဲ့အလုပ်လုပ်ပုံတွေဒီ game ထဲမှာပါဝင်ပြီးဆော့ကစားနေတဲ့ player တွေကလည်းဘာတွေလုပ်လို့ရတာလဲလုပ်လို့မရဘူးလဲဆိုတဲ့ဒီကန့်သက်ချက်တွေပြီးရင် game ရဲ့ system တွေဥပမာပြောမယ်ဆိုရင် player က enemy နဲ့ချလို့ရှင်သွေးဘယ်လိုရောက်မှာလဲ သူစပယ်သုံးလို့ရှိရင်မာတာဘလူကုန်ပါလဲဆိုတော့ဒီမျိုး mechanic တွေပေါ့ dynamic ဆိုတာကတော့ကျွန်တော်ခုနကပြောခဲ့တဲ့ game ထဲမှာပါဝင်တဲ့ mechanic တွေကို player အသုံးပြုမှာလားအသုံးမပြုဘူးလားဆိုတော့ဒီပြုမှုပုံကနေပြန်ထွက်လာတဲ့အကျိုးရလဒ်တွေကိုပြောတာပါနောက်ဆုံးအနေနဲ့ကတော့ aesthetic ပါဒီနေရာမှာကျွန်တော်ပြောချင်တာက game ထဲမှာ player တွေမြင်ရတဲ့ graphic တို့ဒီ visual art တို့မျိုးပြောချင်တာမဟုတ်ဘဲနဲ့ဒီ game ထဲမှာဘာ mechanic တွေပါဝင်လဲအဲ့ mechanic ကို player ကသုံးလိုက်လားမသုံးလိုက်ဆိုတော့ dynamic ကနေ player ကဘယ်လိုမျိုးခံစားရလဲဆိုတဲ့အကြောင်းအရာကိုပြောချင်တာပါ ဥပမာဒီမျိုး firing spell ကိုသုံးလိုက်ခြင်းအားဖြင့်မိခွင်းရံထောက်ဝါပြီး enemy နှိမ်နှင်းသွားတဲ့ခါကျတော့ရှင် player က overpower ဖြစ်တယ်လို့ခံစားရတဲ့ပုံစံမျိုးကိုပြောချင်တာပါ။ game design ရဲ့အရေးပါတဲ့